ဂျင်ဂစ်ခန်ဟာဒုက္ခဒုက္ခကကဘာမှာခစ်ချစ်ပြေးလာတဲ့စနီးပြူဟာလေးနဲ့မွန်ဂိုစစ်တပ်ကိုသေချာကြနာစွာဖွဲ့စည်းလေ့ကျင့်ပြီးတဲ့နောက်ပထမဆုံးကွင်းဖွင့်ပွဲဖြစ်တရုတ်နောက်မြောက်ပိုင်းကရှစ်ရှားနိုင်ငံကို ရွေးချယ်ခဲ့ပါတယ်။နှစ်နှစ်ကြာတိုက်ခိုက်ပြီးတဲ့နောက်ရှစ်ရှားကိုအညက်ခံအောင်ပြုလုပ်နိုင်ခဲ့ပါတယ်။အဲဒီနောက်1912ခုနှစ်မှာတော့ဂျင်ဂစ်ခန်ရဲ့မွန်ဂိုစစ်တပ်တွေဟာသူတို့တောင်ဘက်ကမန်ရှူးတရုတ်ဂျင်အင်ပါယာကြီးဘက်မြောက်လှည့်လိုက်ပါတယ်။ သားကောင်ကတရေကြစရာကောင်းလောက်အောင်စူးစူးဖြိုးဖြိုးရှိပေမဲ့သူတို့အတွက်ကြီးလွန်နေပါတယ်အဆင်ပြေနိုင်ပါမလားလို့စိုးရိမ်စရာပါအဲ့ဒီခေတ်ကတရုတ်မြောက်ပိုင်းနဲ့မန်ရှူရီးယားဒေသမှာဂျင်းအင်ပါယာရှိပြီးတောင်ပိုင်းမှာကဆုံအင်ပါယာဆိုပြီးအင်ပါယာနှစ်ခုရှိပါတယ် အဲ့ဒီ empire နှစ်ခုကလည်းတစ်ခုနဲ့တစ်ခုမတည့်ကြပဲမွန်ဂိုလီဂျင်ကိုဝင်တိုက်တဲ့အချိန်မှာစုံကမွန်ဂိုဘက်ကကူတိုက်ပေးပါတယ်တိုင်းပြည်ပေါ်မှာမြောက်ပိုင်းကလူရိုင်းတွေရဲ့အန်တရဲ့ကြားရောက်လာပြီးဆိုတာကိုသတိထားမိတဲ့ဂျင် empire ဟာစစ်စီယုံစုဖွဲ့မှုအလျင်မြန်လုပ်ရပါတယ် ဂျင်အင်ပါယာရဲ့စစ်တပ်ကအင်အားတပ်တန်းရှိပြီးထိုခေတ်ထိုခါကကမ္ဘာအကြီးဆုံးစစ်တပ်ဖြစ်ပါတယ်ဂျင်ကိခန်ရဲ့စစ်တပ်ကအင်အား9000သာရှိပါတယ်ဒါပေမဲ့ဘယ်သူမှသတိမထားမိသေးတဲ့လေကျင်သာပြေဝနေတဲ့ကမ္ဘာအကောင်းဆုံးတိုက်ခိုက်ရေးအင်အားစုတစ်ခုဖြစ်နေပါတယ်တရုတ်ဧကရာဇ်ဆက်ဆက်လက်ဆင့်ကန်ဆောက်လုပ်ခဲ့တဲ့မဟာဒရိုင်းကြီးဟာဒီရေလာတိုးဝင်လာတဲ့ဂျင်ကိခန်ရဲ့မြင်းတီတော်တွေကိုဟန်သွားနိုင်ခွင့်မရှိတော့ပါဘူး မန်ဂိုရီးယားနှစ်နှစ်ကြာကြကုတ်ကြခဲတိုက်ခိုက်ပြီးတဲ့နောက်မှာကျင်းအင်ပါယာရဲ့မြို့တော်ဒီနေ့ဘေကျင်းကိုသိမ်းနိုင်ခဲ့ပါတယ်ကျင်းခေခံမန်ရှူးတရုတ်ကျင်းအင်ပါယာကိုဝင်တိုက်တဲ့ AD 1231ခုနှစ်ဟာပကံမာနရပတိစီသူအနေဆာရောက်ပြီးသူသားနရောင်းမြမင်းစတင်စိုးစံတဲ့အချိန်ဖြစ်ပါတယ် ဒီဘရင်ကိုထီလိုမင်းလိုလို့လည်းခေါ်ကြပါတယ်။သူဖခင်မလွန်ခင်မှာမင်းဖြစ်တိုက်တဲ့သားတော်ရှိရဘက်ကိုထီပြူညှစ်စေလို့အဋ္ဌံပြူပြီးသားတော်၅ပါးလည်းမှာထီပြူဆိုက်စေပါတယ်။သူကိုယ်တိုင်ကဘရင်ဖြစ်စေလို့တဲ့ဆန္ဒရှိရဲ့အငယ်ဆုံးသားရှိရဘက်ကိုထီကညှစ်တယ်လို့မြန်မာရာဇဝင်တွေကဆိုထားပါတယ်။တရုတ်မြောက်ပိုင်းမန်ရှူးချင်းအင်ပါယာနဲ့ပါရှားအင်ပါယာတွေကိုမွန်ဂိုတပ်တွေအဆက်မပြတ်ထိုးစစ်ဆင်နေတဲ့အချိန်ကာလတွေဟာနရောင်းမြမင်းရဲ့ပကံကို အုပ်ဆိုးနေခြင်းတွေနဲ့တိုက်ဆိုင်ပါတယ် ်။၎င်းများမင်းဟာမင်းကြီးတရားနဲ့အညီအောက်ချုပ်ပြီးပြည်သူကနှစ်လူသူတအူဖြစ်ပါတယ်။ အဲ့ဒီကာလကပကံမြန်မာနိုင်ငံတော်ရဲ့မြောက်ပိုင်းအုပ်ချုပ်ရေးအချက်အချာမျိုးကကောင်းစဉ်ဖြစ်ပြီးမြောက်ပိုင်းနေကြာခံတပ်မျိုးကတော့ကဆောင်ချမ်းဖြစ်ပါတယ်။သူ့လက်ထက်အားပကံခေတ်ရဲ့အသားရဝါပြောဆုံးအငိမ့်ညာအသားရအဆုံးအချိန်ကာလတွေဖြစ်ပါတယ်။ဒီလိုမင်းလိုဖရာခေါ်တော်ပလင် စေတနာကြီးဖရာစတဲ့အမှုပညာလက်ရမြောက်ပြီးခန္ဓာညာထေဝါလာတဲ့ကိုဖရာတွေကိုသူ့လက်ထက်မှာတည်ခဲ့ပါတယ်။ ဗဟုအာရှစတက်မြက်ခင်ဒေတာတွေမှာအဖြတ်စွမ်းကြီးမားစွာတိုက်ခတ်နေတဲ့ပုံတိုင်းချိန်ဟာတပြေးပြေးနဲ့တောင်ဘက်ကိုရွေ့လာပြီးဖြစ်ပေမဲ့ပကန်နိုင်ငံတော်ပေါ်တက်ရောက်ဖို့ အလန်းဝေးဒီပါသေးတယ်တရုတ်ဂျင်းအင်ပါယာကိုဆစ်စင်နေတော့မှာပဲဂျင်ကိခန်ရဲ့စစ်တပ်တွေဟာကမ္ဘာအနောက်ဘက်ကိုဆက်လက်ဆစ်စင်ပါတယ်ယနေ့အီရန်အာဖဂန်နစ္စတန်ဥဇဘက်ကစ္စတန်ကာဇက်စတန်နိုင်ငံတွေမြေတွေပါဝင်တဲ့ပါချာယဉ်ကျေးမှုရှာရှာကဝါမင်စန်အင်ပါယာကြီးကိုစစ်စစ်ညံ့ညံ့ရှေ့ပြီးတိုင်ပိုင်နိုင်ခဲ့ပါတယ်အဲ့ဒါ80 1220ဝန်းကျင်တောက်ပါပါကွန်အမဇန်အင်ပါယာရဲ့မြို့တော် စမားကန်းကိုသိမ်းပိုက်ပြီးတဲ့အခါခုခံသူမြို့သူမြို့သားအားလုံးအသက်ခံရပါတယ်အင်ပါယာပြည်ရှင်ရှားဘီယံလည်းလလုံထွက်ပြေးရပြီးကက်စပီယံပင်လယ်အတွင်းကကျွန်းတစ်ကျွန်းပေါ်ဆော့ဆော့ပြပြနဲ့တိုက်ဆုံပေါ်ရရှာပါတယ် ါရှားတွေတိုက်ကန်နာရာထဲမှာစိုက်ပျိုးလို့ရအောင်ဖန်တီးထားတဲ့အစင်းမြင့်ရေသွင်းစနစ်တွေကိုဖျက်ဆီးပစ်ခဲ့လို့အဲ့ဒီဒေတာမှာနေထိုင်သူတွေဟာနောက်နှစ်ပေါင်းများစွာကြာအငတ်ပေးစိုက်ခဲ့ရပါတယ်ဒီနေ့စတန်ဆိုတဲ့စကားလုံးနဲ့အဆုံးသတ်တဲ့နိုင်ငံတွေဒေသတွေဟာတစ်ချိန်တုန်းကပါရှားလက်အောက်ခံပြည်နယ်ဖြစ်ခဲ့မှုတဲ့ဒေသတွေပါ စတန်ဆိုတာကပါရှားဘာသာမှာနယ်မြေဒေသတို့မဟုတ်ပြည်လို့အဓိပ္ပာယ်ရပါတယ် ။ပါချန်အင်ပါယာကိုတင်ယူပြီးတဲ့နောက်ဂျင်ကစ်ခန်ကကဝါမင်ဆန်အင်ပါယာကိုစစ်ချီတဲ့အခါတုန်းကစစ်သည်ရဲမဲမဖို့ပဲရူးရင်အောင်ဆောင်နေခဲ့တဲ့ရှစ်ရှားနိုင်ငံကိုထပ်ဆုံးပါပါတယ်။သက်သက်သာသာတော့မဟုတ်ပါဘူး။နေပြည်တော်ကိုတင်ပြီးဘရင်နဲ့တကွတမိသားစုလုံးကိုခုမြက်ခဲ့ပါတယ်။ အဲဒီနောက်မှာရုရှားမြောက်ပိုင်းနဲ့ယူကရိန်းကိုလည်းတွားရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးအပြန်မှာခီးသွားဟန်လွဲနေတဲ့အိန္ဒိယမြောက်ပိုင်းကိုဝင်တိုက်ခဲ့ကာဒေလီမြို့တော်ကိုဖျက်ဆီးပစ်ခဲ့ပါတယ်။ဂျင်ဂစ်ခန်သူ့ကိုအညံ့မခံပဲခုခံတဲ့မြို့မှန်သမျှကိုသိမ်းပိုက်ရရှိတဲ့အခါမှာတစ်မြို့လုံးတယောက်မကျန်တပ်ပြီးနောင်သူ့ကိုခုခံရဲသူမရှိအောင်လုပ်လို့ရှိပါတယ်။ဂျင်ဂစ်ခန်1928ခုနှစ်မှာသေဆုံးသွားပါတယ်။ ဂျပန်ပင်လယ်ကနေကက်စပီယန်ပင်လယ်အထိကျယ်ပြောလှတဲ့နယ်မြေကိုသိမ်းပိုက်ခဲ့သူရဲ့ဤကုံဆုံးတက်ခဲ့ပုံကိုဘယ်သူမှအသေးရှာမသိရပါဘူး။မြင်းမော်ကပဲပြုတ်ကျသလိုလိုတိုက်ပွဲမှာဒဏ်ရာပဲရခဲ့သလိုလိုအဆောက်အုံယောဂါကြောင့်ပဲသေသလိုလိုအမျိုးမျိုးပြောကြပါလေ။သူ့မွေးဖွားရာဇာတိအိုနော်မြစ်နှစ်ပေးမှာပဲသူ့လောင်းကိုကျွေးဝက်ပြောင်းနိုင်ခဲ့တယ်လို့ဆိုရှိပါတယ်။ သူသိဉ္ဇာရဟာလဲအခုထိရှားဖွေမတွေ့သေးပဲပဟေလိတခုဖြစ်နေသေးပါဂျင်ကိခန့်မရှိတော့ပေမဲ့ကဘာကြီးအတွက်ကမအေးချမ်းသွားသေးပါဘူးသူ့ကိုဆက်ခံတဲ့သူသားနဲ့သူ့မျိုးတွေကလည်းဗာမျိုးဘိုးတူသူ့သက်တူလူစွမ်းကောင်းတွေကြီးဖြစ်နေပါတယ်သူရဲ့ချစ်ဆုံးငယ်ရွမ်းစိမိဖုရားကြီးဗိုဒီမာသားလေးယောက်ရှိတဲ့နဲ့တတိယသားအော်ဂီတိုင်းကိုသူ့ကိုစက္ကန့်သူဖြစ်စေခြင်းတဲ့အတိုင်းမွန်ဂိုရီးယားလွှတ်တော်ညီလာခံဖြစ်တဲ့ကိုရင်တိုင်းကလည်းရွေးချယ်ပေးခဲ့ပါတယ် သူသားအော်ဂီတိုင်းလက်ထက်မှာဖခင်လက်ထက်ကမပြီးပြတ်သေးတဲ့တရုတ်ကျင်း Empire သိမ်းစစ်ပွဲကိုအဆုံးသတ်ပြီးခဲ့ပါတယ်။ရုရှား၊ယူကရိန်းကနေမြေတွေ၊ပိုလန်နဲ့ဟန်ဂေရီအထိဆက်လက်သိမ်းပိုက်ရယူပါတယ်။နပိုလီယန်ဟစ်တလာတို့တောင်မှမသိမ်းပိုက်နိုင်ခဲ့တဲ့မော်စကိုဟာမွန်ဂိုလိုလက်တွင်ကျရောက်ခဲ့ပူပါတယ်။ 1941ခုနှစ်မှာသူသေဆုံးပြီးနောက်သူ့ကို သူသားဂူရက်ခန်နဲ့ကူပလိုင်ခန်ရဲ့အကိုဖြစ်တဲ့မန်ဂူခန်တို့အစဉ်လိုက်ဆက်ခံကြပါတယ်။မန်ဂူနဲ့ကူပလိုင်တို့နှစ်ဦးကဂျင်ဂိခန်ရဲ့ထီးနန်းနဲ့ဝေးခဲ့ရသူအငယ်ဆုံးသားတိုလိုရဲ့သားတွေဖြစ်ပါတယ်။ သူတို့လက်ထက်မှာတော့အစ္စလမ်ယဉ်ကျေးမှုရှာရှာဘက်ဂရက်မြို့ကြီးတည်ရှိတဲ့အီရတ်မက်ဆိုပိုတေးမီးယားဆီးရီးယားယနေ့တူရကီနိုင်ငံရှိတဲ့အနာတိုလီးယားတို့ဟာမွန်ဂိုလီးယားလက်အောက်ကျရောက်ကုန်ပါလေအကိုဖြစ်သူမန်ဂူကန်လက်ထက်မှာကလေးကကူဘလိုင်ခန်ဟာတရုတ်တောင်ပိုင်းစုံအင်ပါယာကိုတိုက်ခိုက်နေခဲ့ပါတယ် ကိုပလန်ကအထူးထူးခြားခြားတရုတ်နဲ့အရှိအာရှဘက်ကိုတက်ကြသူဖြစ်ပါတယ်1950ပြည်လွန်နှစ်တွေမှာအီဂရစ်မန်ဂူခန်ရဲ့အခြားညီတဦးဖြစ်တဲ့အိုလကုဦးဆောင်တဲ့မွန်ဂိုစစ်တပ်ကြီးကအာရှနောက်တောင်ပိုင်းအစ္စလာမ်ရဲ့နှလုံးသွဲဖို့နေရာတွေကိုခြေမွဖျက်ဆီးနေတဲ့အချိန်မှာကိုပလန်ခန်ဦးဆောင်တဲ့မွန်ဂိုစစ်သည်တွေကလည်းတရုတ်ပြည်ထဲမှာဆက်မပြတ်စစ်ဆင်နေကြပါတယ် သူတို့ကစုံအင်ပါယာနောက်ဖက်ဘေးကနေပန်းတက်သွားပြီးခက်ခဲချမ်းသာတဲ့ရေခဲပြင်တွေနဲ့ရှုံမြောင်းတွေကိုမိုင်ပေါင်းထောင်ချီဖြတ်ကျော်ကတိဘက်နဲ့ယူနန်ပြည်နယ်မှာရှိတဲ့ရခိုင်နန်းရှောင်းအင်ပါယာကိုဆက်ခံတက်ခိုက်သိမ့်ပိုက်ပါတယ်သူရဲ့အဓိကရည်ရွယ်ချက်ကတရုတ်တောင်ပိုင်းစုံအင်ပါယာကြီးကိုအဖက်ဖက်ကဝိုင်းရံထားမိစေဖို့ဖြစ်ပါတယ် 1960ခုနှစ်ကူဘလန်ခန်နန်းတက်တဲ့အချိန်မှာတော့တာလီဟာမွန်ဂိုပိုင်နဲ့ဖြစ်နေပြီဖြစ်လို့ပကန်နိုင်ငံတော်နဲ့မွန်ဂိုအင်ပါယာဟာနယ်နိမိတ်ချင်းထိဆက်လာပြီဖြစ်ပါတယ်။မြောက်လေကျန်းဟာမြန်မာပြည်အပေါ်မညမတာတိုက်ခတ်တော်မဲ့အချိန်ကိုမကြခင်ရောက်လာတော့မှဖြစ်ပါတယ်။ ယူနန်တခွင်ကိုကုလိုက်ခံတင်းယူလိုက်တဲ့အချိန်မှာပကံမှာနရတိဟပတိမင်းဌိနံစိုးစံနေပြီဖြစ်ပါတယ်။သူအပြည်သူတွေကြိုက်တဲ့တပ်သူတအူမဟုတ်တယ်လို့တိုင်းပြည်အုပ်ချုပ်ဖို့အရေးရှင်ပြည်စုံသူတအူလည်းမဟုတ်ပါဘူး။ပကံမြန်မာရဲ့နိုင်ငံရေးရှင်တွေဟာလည်းအနောက်ဖက်နဲ့တောင်ဘက်မှာပုံကံထားကြွမှုတွေပေါ်ပေါက်နေတာကြောင့်မတီးမငြိမ်ဖြစ်နေပါတယ်။ 1991ခုနှစ်မှာကုလိုင်ခန်ဟာမြို့တော်ကိုမွန်ဂိုလီးယားကနေပြီးကင်းထုတ်ခေခေါ်တဲတူးကိုရွှေ့ပြီးသူ့ကိုယ်သူတရုတ်ဧကရေဖြစ်ခန်းယူကယွမ်မင်းဆက်အစ်စ်ကိုထူထောင်ပါတယ်။ဒါပေမဲ့သူဟာစုံမင်းဆက်ကိုအမြင့်ဖြတ်ဖို့ကြံနေပါသေးတယ်။ အမြင့်မပြတ်သေးတဲ့စုံအင်ပါယာကိုဝိုင်းပန်းထားမိစေဖို့အတွက်ကူပလန်ခန်ကအဲ့ဒီနှစ်မှာပဲမြန်မာနိုင်ငံကိုတစ်ဆာပေးဖို့တန်အဖွဲ့စေလို့ဖို့ယူနန်ဘရင်ကန်ကိုတာဝန်ပေးပါတယ်ကူပလန်ခန်အနေနဲ့ပကံမင်းဆက်ကိုပြောင်းလဲပြဖို့ရည်ရွယ်ချက်မရှိပဲတစ်ဆာပေးပြီးနှစ်စဉ်ပုံမှန်ပန္နာစတ္တဗုဒ္ဓတောင်းဆိုခဲ့တာပါ မြန်မာဘက်ကအမှန်ကျုပ်ဖြစ်တဲ့အနန္တပစ္စည်းကမွန်ဂိုလိုရဲ့အင်အားကိုအမှန်တိုင်းသုံးသပ်နိုင်ခဲ့ပြီးတန်တမန်လမ်းကြောင်းကနေရှင်းကပ်ဖို့ဘရင်ကိုအကြံပြုပေမဲ့ဘရင်ဖြစ်သူကဒေါသတကြီးပယ်ချခဲ့ပါတယ်ပကံကိုရောက်လာတဲ့မုံကိုတန်အဖွဲဟာကောင်းကောင်းမွန်မွန်အဲဝပြုတ်ခြင်းမခံရပဲပြန်သွားရပါတယ်။အဲ့ဒီအချိန်မှာနေကြာကမြမာကိုဩဇာခံတဲ့လူမျိုးစုတွေဟာမုံကိုတစ္ဆာကို ပြောင်းလဲခံယူထားကြပါပြီ။နရတရာပတိဟာမုံကိုအင်ပါယာအချိန်ဝါကိုပြီးမဆိုင်ပဲ နေဆက်ကပကံမြမာကိုပုံကံတဲ့တပုံဖွဲ့ကိုစစ်တပ်တွေစိတ်လှုပ်ပြီးတားရောက်နှိမ်နေခဲ့ပါတယ် ဒီလုံရက်တွေကမွန်ဂိုလက်အောက်ခံယူနန်အာဏာပိုင်တွေကိုမျက်စိစပယ်မွေးစူးစိခဲ့ပါတယ်1923ခုနှစ်မှာမွန်ဂိုတန်ဖွဲ့ပကံကိုနောက်တစ်ကြိမ်ထပ်ရောက်လာပြီးတစ္ဆာခံဖို့တဝန်လာပါပါတယ်နရသီဟာပတိကလည်းထန့်ငင်းပါတယ်မွန်ဂိုတန်အဖွဲ့လည်းပထမတစ်ခေါက်တုန်းကလိုပဲနောက်ကျောင်းပြန်သွားရပါတယ်အဲ့ဒီတန်အဖွဲ့ဟာတရုတ်နိုင်ငံကိုပြန်ရောက်မလာနိုင်ခဲ့ပါဘူး မလောက်လေးမလောက်စားနိုင်ငံငယ်လေးရဲ့ကောင်းမှနေမှုပေါ်ကုဗလိုင်ခံဘလောက်စိတ်ရှည်နိုင်မလဲစောင့်ကြည့်ရပါပါယူနန်အာဏာပိုင်တွေကတော့မြန်မာကိုစစ်တိုက်ဖို့ကုဗလိုင်ခံကိုနဘူနဇာလှုပ်နေကြပါပြီ1958ခုနှစ်မှာကုဗလိုင်ခံဟာတရုတ်တောင်ပိုင်းစုံအင်ပါယာမြို့တော်ကိုသိမ်းပိုက်နိုင်ခဲ့ပြီးနောက်ထပ်3နှစ်အကြာမှာတော့ရေချောင်းတိုက်ပွဲတစ်ခုမှာစုံအင်ပါယာဧကရာဇ်ပြည်ရှင်ကိုတပ်ဖြတ်ပြီးစုံမင်းဆက်ကိုအမြစ်ကဆွဲနှုတ်နိုင်ခဲ့ပါတယ် အခုခါမှာတော့တရုတ်တနိုင်ငံလုံးဟာကူဗလိုင်ခန်ရဲ့လက်အောက်ကျရောက်သွားပြီ ဖြစ်ပါတယ်။ဂျော်မင်းဆန်ရဲ့ဩဇာအာဏာဟာတရုတ်တနိုင်ငံလုံးပေါ်နှွမ်းရှုံမိသွားပြီဖြစ်ပါတယ်။တရုတ်ဆုံအင်ပါယာမြို့တော်ကိုကူဗလိုင်ခန်သိမ်းပိုက်ပြီးမရှိမနှောင်ဖြစ်တဲ့1989ခုနှစ်မှာ နရတိဟာပတိမေဟာပကန်နေပြည်တော်ရဲ့အနောက်ဘက်အေယာဝရီမြစ်ကမ်းတစ်ခုမှာမင်္ဂလာဇေဒီကိုစတင်ပါတယ်။ ဖေရီတန်နေတုံးမှာပဲမြောက်လီကျန်းဟာပကံမြန်မာနိုင်ငံပေါ်ဖြတ်တိုက်လာပါတော့